တရုတ်နိုင်ငံဟာအပြင်းရန်သူတွေမလိုအပ်တော့ပါဘူးသူ့ရဲ့လူငယ်တွေရဲ့လောက်ရက်တွေတခုတည်းနဲ့တင်နိုင်ငံကိုပျက်စီးလောက်ပါပြီဒါကိုတရုတ်ကွန်မြူနတီပါတီ CCP အနေနဲ့ဘာမှမလုပ်နိုင်ပဲထိုင်ကြည့်နေရုံပဲတက်နိုင်ပါတယ်သူတို့လုပ်နေတာဆန္ဒပြမှုတွေကို TMA ရင်းမြမာလုတ်ခက်ကလို့ဖိနှိပ်လို့တော့မရတော့ပါဘူးဘာလို့လဲဆိုတော့သူတို့ဟာအိမ်ပြင်းအောင်မထွက်ပဲနိုင်ငံကိုဖျက်ဆီးနေကြလို့ပါတရုတ်နိုင်ငံရဲ့လူငယ်တွေကြားမှာမကျေနပ်မှုတွေတဖြည်းဖြည်းပေါက်ကွဲလာနေပါတယ် ဘိုင်လန်လို့ခေါ်တဲ့ဖြစ်စဉ်တစ်ခုပေါ်ပေါက်လာပြီးဒါကပုတ်သွားပါစေလို့အတိတ်ပဲရပါတယ်ဒီအကြမ်းမဖက်တဲ့လှုပ်ရှားမှုကတရုတ်စီးပွားရေးအတွက်အလွန်ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်ပေါ်စေခဲ့ပါတယ်တစ်ချိန်ကပုံမအားကောင်းတဲ့နိုင်ငံတွေကလောင်ချင်းချောက်ခဲ့တဲ့အာနာရှင်ဟာအခုလူငယ်တွေကိုဒီပုံကံမှုကိုရပ်တန့်ဖို့တောင်းပန်နေရပါပြီ CCP ကိုဖော်ထုတ်နေသူတွေဟာတောက်ဆုံးနေကြပြီးအမှန်တရားကိုတိတ်ဆိတ်အောင်လုပ်ထားပါတယ်ဒါပေမဲ့အခုနောက်ကျသွားပါပြီ။ တရုတ်မြို့ကြီးတွေမှာထူးခြားတဲ့ပုံကန်ထောက်ကြမှုတစ်ခုကိုဖြုတ်ခွဲဖို့ရဲတွေဟာလမ်းမတွေပေါ်မှာပြည့်နှက်နေပါတယ်။နိုင်ငံရဲ့အကြီးဆုံးမြို့ရှန်ဟိုင်းမှာဆိုရင်ရဲတွေကဆန္ဒပြသူတွေကိုဖမ်းဆီးပြီးဆွဲခေါ်သွားခဲ့ပါတယ်။ဒါတောင်မလုံလောက်သေးဘူးဆိုရင် CCP ဟာသူတို့ကိုယ်တိုင်လုံခဲ့တဲ့45နှစ်ကအကောင့်ထဲပေါ်ခဲ့တဲ့ဘူဝါဒတစ်ခုကြောင့်တရုတ်နိုင်ငံကိုမြေပုံပေါ်ကနေတောက်ွယ်သွားနိုင်တယ်ဆိုတာကိုအခု နောင်တရလာပါပြီ။ ကမ္ဘာလူ့ရေအများဆုံးနိုင်ငံဟာအခုအကြက်အသေးတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။စစ်ရုံတွေမှာအလုပ်လုပ်ဖို့ရောစစ်တပ်ထဲဝင်ဖို့ရောလူငယ်တွေမရှိတော့ပါဘူး။ CCP ဟာတရုတ်နိုင်ငံမှာဒီလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ post တွေကိုဖျက်ပစ်ဖို့နဲ့စင်တာလုပ်ဖို့စင်တာတွေကိုအချိန်ပိုလှုပ်ခိုင်းထားပါတယ်။2022ခုနှစ်မတ်လမှာ Binance ဆိုတဲ့တရုတ်သုံးလုံးဟာတရုတ်နိုင်ငံမှာအလွန်ရေပန်းစားလာခဲ့ပါတယ်။ဒီလောက်ထိရေပန်းစားခဲ့တာက6လအတွင်းမှာတရုတ်ရဲ့ ဝက်ဘူ app ပေါ်မှာ60တန်းကျော်ကြည့်ရှုမှုရရှိခဲ့ပါတယ်။ဆိုလိုတာက60တန်းကြည့်ရှုမှုပါ။တရုတ်လိုနိုင်ငံမျိုးမှာဒီလောက်ကြည့်ရှုမှုရဖို့ဆိုတာဒီပြဿနာဟာဘလောက်ဆိုးရတယ်ဆိုတာသင်တွေးကြည့်နိုင်ပါတယ်။ဘာလို့လဲဆိုတော့တရုတ်နိုင်ငံဟာပုံမှန်အားဖြင့် CCP ရဲ့ကောင်းဆောင်မှုကိုချိန်ချောင်းနိုင်တဲ့ဒီလိုရေပန်းစားတဲ့ခေတ်ရေးစီကိုပိတ်ပင်လေးရှိပါတယ်။တရုတ်နိုင်ငံအနေနဲ့ဒါကိုရိုးရိုးခေတ်ရေးစီတစ်ခုလိုပဲသဘောထားပြီးလှစ်လျူရှုဖို့ကြိုးစားခဲ့ပေမဲ့ အကျိုးဆက်တွေကတော့ဘယ်သူမှမထင်မှတ်ထားနိုင်တဲ့အရာတွေဖြစ်လာခဲ့ပါတယ်။ violence ဆိုတဲ့အသုံးအနှုန်းဟာပုတ်သွားပါစေလို့ဘာသာပြန်ဆိုနိုင်ပြီးဒီလှုပ်ရှားမှုမှာလူငယ်တွေဟာဘဝတွေထပ်မံကြိုးစားအားထုတ်ဖို့ညှင်းဆုံနေကြပါတယ်။ဘာလို့လဲဆိုတော့ဒီလိုလှုပ်လဲဘာမှမျှော်လင့်စရာမရှိဘူးလို့သူတို့မြင်နေလို့ပါ။သူတို့တွေကအများပြားဟာအလုပ်တွေကိုထားခဲ့ကြပြီးမိသားစုတွေကိုဆွံ့လွန်ကကြိုးစားလုပ်ကြိုင်နာကိုရပ်တန့်ပြီးတာမန်ဘဝကိုလက်ခံလာကြပါတယ်။ တကယ်တော့ဒါဟာတရုတ်နိုင်ငံမှာပထမဆုံးချိန်ဖြစ်ပေါ်ခဲ့တဲ့ Trump မဟုတ်ပါဘူး2021ခုနှစ်မှာ Tamping ဆိုလိုတာကလှဲနေတာလို့အဓိပ္ပာယ်ရပြီးတရုတ်နိုင်ငံရဲ့ထိပ်တန်းအင်တာနက်ခေတ်စကားလုံး10ခုထဲမှာပါဝင်ခဲ့ပါတယ်ဒါပေမဲ့မင်းကတရုတ်နိုင်ငံဒီလိုအခြေအနေတွေကိုဘယ်လိုရောက်သွားရတာလဲ2022ခုနှစ်မှာဒီခေတ်ရေးစီးပေါ်ပေါက်လာခဲ့ပေမဲ့ဒီမကျေနပ်မှုတွေရဲ့အမြင့်ဟာတညာအတွင်းဖြစ်ပေါ်လာတဲ့အကြောင်းအရာတစ်ခုကြောင့်မဟုတ်ပါဘူး ဒါတွေဟာတရုတ်နိုင်ငံရဲ့မူဝါဒပေါင်းများစွာရဲ့စက္ကန့်အကျိုးဆက်တွေကြောင့်ဖြစ်ပေါ်လာတာပါ။အဲ့ဒီတဲကတစ်ခုကတော့အလုံဆိုးရတဲ့အလုံလက်မဲ့ပြဿနာပါ။ဒီအလုံလက်မဲ့ပြဿနာဟာဒီလောက်ထိဆိုးရွားလာခဲ့တာကြောင့်ဘွဲရလူငယ်တွေဟာအချိန်ပြည့်ကလေးတွေလို့ခေါ်တဲ့အနေအထားနဲ့ရောက်သွားကြပါလေ။အလုံရှိတဲ့လူငယ်တွေကအများအပြားဟာမိသားစုနဲ့တငယ်ချင်းတွေစီကသူတို့ရဲ့အချိန်တွေကိုဖုံးကွယ်ဖို့အလုံလုံနေသလိုဟန်ဆောင်မှုအတွက်ပတ်စံပေးပြီးလုပ်နေရတာပါ။ ဒါအားလုံးဟာ CCP ရဲ့တနားစီယာဆုံးဖြတ်ချက်တွေကနေစတင်ခဲ့တာပါ1993ခုနှစ်နိုဝင်ဘာလ16ရက်မှာ New Oriental Education ဆိုတဲ့ပုဂ္ဂလိကပညာရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုတရုတ်နိုင်ငံမှာစတင်တည်ထောင်ခဲ့ပါတယ်ဒီကုမ္ပဏီဟာကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့ပြီးတရုတ်နိုင်ငံရဲ့အကြီးဆုံးပုဂ္ဂလိကပညာရေးဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီဖြစ်လာခဲ့ပါတယ်2006ခုနှစ်မှာ New York Stock Exchange မှာစာရင်းဝင်ခဲ့ပြီး2020ပြည့်နှစ်မှာ Hong Kong Stock Exchange မှာပါစာရင်းဝင်ခဲ့ပါတယ် 1990ပြည့်လွန်နှစ်တွေမှာပုဂ္ဂလိကသင်တန်းကျောင်းလုပ်ငန်းဟာစတင်တည်ထောင်လာခဲ့ပြီး10နှစ်အတွင်း New Oriental လို့ပဲအကြီးဆုံးကုမ္ပဏီတချို့ဟာအလှည့်အမြန်တိုးချဲ့လာကရှယ်ယာထုတ်ပေးတာမျိုးတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်။တကယ်တော့စည်ရင်းဝင်ခြင်းမပြုခင်2004ခုနှစ် New Oriental ကတရုတ်နိုင်ငံရဲ့ပညာရေးဈေးကွက်အရွယ်စားဟာယွမ်980ဘီလီယံဒေါ်လာ82ဘီလီယံခန့်ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။ ဒါကြောင့်တင်တဲ့ကြောင့်ဈေးကွက်ဟာအရှိန်ဟုန်နဲ့ကြီးထွားလာခဲ့ပြီးအလောက်ကိုင်အများပြားကိုဖန်တီးပေးခဲ့ပါတယ်။ခံမှန်းချက်တွေအရတရုတ်နိုင်ငံရဲ့အကျိုးမြတ်များတဲ့တင်တဲ့ကြောင့်လုပ်ငန်းဟာတစ်ချိန်ကလူဆယ်သန်းခန့်ကိုအလောက်ကိုင်ပေးခဲ့ပါတယ်။ဒီမှာတစ်ချိန်ကဆိုတဲ့စကားလုံးကိုတုံးနေရတဲ့အကြောင်းရင်းရှိပါတယ်။၂021ခုနှစ်မှာတရုတ်နိုင်ငံကဒီလုပ်ငန်းကိုလှုပ်ဆောင်ခဲ့တဲ့အရာဟာကမ္ဘာတစ်ဝန်းကိုထိတ်လန့်စေခဲ့ပါတယ်။ဒါဟာဈေးကွက်ကနေဒေါ်လာဘီလီယံပေါင်းများစွာရဲ့စီးစိမ်ကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ ုံမဏီတွေဟာသူတို့ရဲ့တန်ဖိုး80ရာနဲ့90ရာခိုင်နှုန်းထိဆုံးရှုံးခဲ့ရပြီးလူတောင်းနဲ့ချီတဲ့လုံသမားတွေအလုတ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်။ဒါဟာဒေါ်လာ100ဘီလီယံတန်ဖိုးရှိတဲ့လုပ်ငန်းတစ်ခုလုံးကိုဖျက်ဆီးပစ်ခဲ့တာပါ။2021ခုနှစ်ဇူလိုင်လမှာတင်တန်းကျောင်းကုမ္ပဏီတွေဟာမဖြစ်မနေတင်ကြားရတဲ့ကျောင်းပါတာရက်တွေကိုတင်ကြားဝင်မရှိတော့သလိုကျောင်းနာရီအတွင်းတင်ကြားဝင်မရှိတော့ဘဲအမြန်ဆုံးရရှိဝင်လည်းမရှိတော့ပါဘူး။ တရုတ်နိုင်ငံဟာကျောင်းသင်ရုံးညွှန်းတဲ့ဘာသာရပ်တွေအတွက်အမြန်ဆုံးရှာတဲ့သင်တန်းကျောင်းတွေကိုပိတ်ပင်ခဲ့ပါတယ်။ဘာသာရပ်အခြေပြုသင်တန်းကျောင်းတွေကို Stock Zero ကမှစရင်းဝင်ခွင့်ပြုတာမျိုးဒါမှမဟုတ်ရန်ပုံငွေရှာဖွေတာမျိုးကိုလည်းပိတ်ပင်ခဲ့ပါတယ်။ဒီလှုပ်ရှားမှုရဲ့ရည်ရွယ်ချက်ကပညာရေးဖိအားတွေကိုလျှော့ချဖို့ဖြစ်ပေမဲ့ဒီရုပ်တရက်လှုပ်ဆောင်မှုဟာအလောက်ကိုင်းဆုံးရှုံးမှုကြီးမားစွာဖြစ်ပေါ်စေခဲ့ပါတယ်။ new oriented education ဟာပထမဆယ်လအတွင်းမှာတူရတံပိုး83ရာခိုင်နှုန်းဆုံးရှုံးခဲ့ရပြီး တင်တန်းကျောင်းလုပ်ငန်းကဏ္ဍတွေကအများစုဟာလဲတစ်နှစ်မပြည့်ခင်မှာသူတို့ရဲ့ဈေးကွက်တန်ဖိုး60ရာခိုင်နှုန်းနီးပါးဆုံးရှုံးခဲ့ရပါတယ်။ကုမ္ပဏီတွေဟာသူတို့ရဲ့ဝန်တန်း40ကနေ90ရာခိုင်နှုန်းအထိအလုပ်ထုတ်ပြခဲ့ရပါတယ်။ထိပ်တန်းစည်းရုံးရဲ့ကုမ္ပဏီခုနှစ်ခုကိုပဲထည့်တွက်ကြည့်ရင်လူ2600ဟာအလုပ်ကင်ဆုံးရှုံးခဲ့ရပါတယ်။တကယ်တော့ဒါတွေကစည်းရုံးဝင်ကုမ္ပဏီတွေရဲ့ကိန်းဂဏန်းတွေပဲဖြစ်ပြီးရိုးရိုးတင်တန်းငန်းတွေအစားအဝူးတွေဒါမှမဟုတ်အသေးစားလုပ်ငန်းတွေကိုထည့်မတွက်ရသေးပါဘူး။ ါဟာတင်တန်းကျောင်းလုပ်ငန်းကဏ္ဍနဲ့တည်းမဟုတ်ပါဘူး။ CCP ဟာအင်ချမ်မြင်တဲ့ဤပညာကဏ္ဍတွေကိုပါဖိနှိပ်ချုပ်ချယ်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။2021ခုနှစ်ကစလို့2022ခုနှစ်မှာရလဒ်တွေကိုတင်တွေ့မြင်နိုင်ပါတယ်။ E-commerce အမအလီဘာဘာဟာဝန်ထမ်းတပေါင်းကျော်ကိုလှုပ်ထုတ်ခဲ့ရပြီးနိုင်ငံရဲ့အကြီးဆုံးအင်ချမ်မြင်ဖွံ့ဖြိုးရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Country Garden ကလည်းဝန်ထမ်း3000ကိုလှုပ်ထုတ်ခဲ့ပါတယ်။အလားတူပဲဂိမ်းလုပ်ငန်းကုမ္ပဏီကဏ္ဍဟာလည်း တရုတ်ရဲ့စီးမြင်တွေကြောင့်လုံးဝနှီးပါတည်ဆုံးသွားခဲ့ရပါတယ်။2019ခုနှစ်မှာတရုတ်နိုင်ငံဟာအသက်မပြည့်သူတွေကိုအွန်လိုင်းဂိမ်းကစားတဲ့ကိုတပတ်တွင်တတိယမှ9နာရီထက်မပိုသေးဘူး။စနေတနင်္ဂနွေနေ့တွေမှာ3နာရီထက်မပိုသေးဘူး။ရ7နာရီကနေမနက်7နာရီထိဂိမ်းစားခွင့်မပြုဖို့ဥပဒေတွေပြဋ္ဌာန်းခဲ့ပါတယ်။ဒါအပြင်ကလေးတွေဟာဂိမ်းထဲမှာပစ္စည်းဝယ်ယူဖို့သုံးနိုင်တဲ့ပမာဏကိုလည်းအသက်လိုက်တစ်လနှစ်ရင်ဒေါ်လာ28ကနေ58အထိကန့်သတ်ထားခဲ့ပါတယ်။ ီးတော့2021ခုနှစ်မှာတရုတ်နိုင်ငံဟာအသက်18နှစ်အောက်ကလေးတွေကိုတပတ်လျင်ဗီဒီယိုဂိမ်း3နာရီသာကစားဝင်ပြုတဲ့စီးမြင့်သစ်တွေထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ဒီကြိမ်မှာတော့ဒီထက်ပိုပြီးတင်းကျပ်သွားခဲ့ပါတယ်။ဗီဒီယိုဂိမ်းအသစ်တွေအတွက်ခွင့်ပြုချက်တွေကိုရလျင်ရပ်ဆိုင်းထားခဲ့ပါတယ်။တင်တွေးကြည့်နိုင်လို့ကုမ္ပဏီတွေဟာထိခိုက်မှုခံစားခဲ့ရပါတယ်။အေယာမကုမ္ပဏီတွေကယာယီထိခိုက်မှုတွေခံစားခဲ့ရပေမဲ့အသေးစားစတူဒီယိုတွေကတော့အပိတ်သက်ထိခိုက်မှုတွေခံစားခဲ့ရပါတယ်။ အသေးစားကစားသမားတွေကိုဒီလောက်ထိပြင်းထန်စွာထိခိုက်စေခဲ့တာကြောင့်2021ခုနှစ်ရဲ့ဒုတိယနှစ်ဝက်မှာအသေးစားစတူဒီယိုနဲ့ဗီဒီယိုဂိမ်းကုမ္ပဏီ14000ခန့်ဟာမှတ်ပုံတင်ဖြတ်သိမ်းခံခဲ့ရတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင်2022ခုနှစ်မှာ Biden's နဲ့ Tencent တို့ဟာရောင်းအားကျစိမှုကြောင့်ဝန်ထမ်း9500စီကိုအလုပ်ထုတ်ခဲ့ပါတယ်။ဒါ့ပေမဲ့ဒီဖီအိုဖီအခြေအနေအားလုံးပြီးတဲ့နောက်မှာတော့တရုတ်နိုင်ငံဟာနှစ်နှစ်ကြာမှမကျေနပ်သေးပါဘူး။ 2023ခုနှစ်မှာတရုတ်နိုင်ငံရဲ့ဗီဒီယိုဂိမ်းထိမ်းချုပ်ရေးအဖွဲ့က online game တွေအတွက်စီးမြင့်တဲ့မူကြမ်းတွေကိုကြေညာခဲ့ပါတယ်။ဒီအရာက game company တွေရဲ့ story ကိုအလုံးရှင်းတဲ့ရောင်းထုတ်ပြမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီရုပ်တရက်တုံ့ပြန်မှုကြောင့် Tencent, NetEase, Bilibili လို့ကုမ္ပဏီတွေတခုတည်းမှာနေဈေးကွက်တန်ဖိုးဒေါ်လာ80ဘီလီယံကျော်ဆုံးရှုံးခဲ့ရပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့ကြေညာချက်ထွက်ပြီးတရက်ထဲမှာပဲဖြစ်ပွားခဲ့တာပါ။ ဒါကြောင့်ထိခိုက်မှုတွေကိုထိန်းချုပ်ဖို့ကြိုးစားတဲ့အနေနဲ့တရုတ်နိုင်ငံဟာဂိမ်းဆိုင်ရာစီးမင်းတွေကိုပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ဒီလှုပ်ရှားမှုရဲ့ရည်ရွယ်ချက်ကဂိမ်းဆွဲလမ်းမှုကိုတိုက်ဖြတ်ဖို့ဖြစ်ပေမဲ့တရုတ်နိုင်ငံရဲ့လှုပ်ဆောင်မှုကတကယ်တော့တနာစရာပါ။ဘာလို့လဲဆိုတော့ပြောင်းလဲမှုတွေကိုတဖြည်းဖြည်းအကောင့်ထဲပေါ်ရမယ့်အစားဂိမ်းလုပ်ငန်းတွေကိုရုတ်တရက်ပြင်းထန်တဲ့ထိုးနှက်မှုတွေပေးခဲ့လို့ပါ။ဒါဟာကြီးမားတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တရုတ်နိုင်ငံဟာအခုချိန်ထိကမ္ဘာအကြီးဆုံးဗီဒီယိုဂိမ်းဈေးကွက်ဖြစ်ပြီး ကစားသမား668တန်းနဲ့2024ခုနှစ်အထိဗီဒီယိုဂိမ်းတွေအတွက်တူးချင်းပြတ်မျှရွမ်453ဒေါ်လာ63ခန့်သုံးစွဲနေကြပါတယ်။ဒါပေမဲ့ဒီရုပ်တရက်ထိတ်လန့်စရာအပြောင်းလဲတွေဟာဂိမ်းလုပ်ငန်းအတွက်အိမ်မဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့နှစ်စဉ်တိုးတက်မှုနှုန်းဟာ2018ခုနှစ်က9.28ရာခိုင်နှုန်းကနေ2019ခုနှစ်မှာ2.5ရာခိုင်နှုန်းအထိရုပ်တရက်ကျဆင်းသွားခဲ့ပါတယ်။2019ခုနှစ်ဟာ တရုတ်နိုင်ငံကစီးမင်းတွေထုတ်ပြန်ခဲ့တဲ့နှစ်ဖြစ်ပါတယ်။၂021ခုနှစ်မှာတရုတ်နိုင်ငံကထပ်မံလှုပ်ဆောင်ခဲ့တဲ့အခါတိုးတက်မှုတော့ဟာ2020ခုနှစ်က3.8ရာခိုင်နှုန်းကနေ3.2ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်။2024ခုနှစ်ဒီဒီနှုန်းဟာ3.9ရာခိုင်နှုန်းမှာပဲရှိနေပါတယ်။တင်တဲ့ကြောင်းလုပ်ငန်းကနေဝင်ဝင်နဲ့မိသားစုကိုကျွေးမြေ့နေတဲ့မိခင်တူဒီကုမ္ပဏီတွေကတခုမှအလုပ်စရလိုက်တဲ့ကောလိပ်ပွဲရလူငယ်တူ သူတို့ရဲ့စီးတိမ်တွေဆုံးရှုံးခဲ့ရတဲ့ရင်းနှီးမြှုပ်နှံသူတွေဒီအဖွဲ့အစည်းတွေကိုတီထောင်မှုသွေးချွေးနဲ့မျက်ရည်တွေထိတ်ခဲ့ရတဲ့တီထောင်သူတွေအကြောင်းစဉ်းစားကြည့်ပါအရာအလုံးဟာတခဏအတွင်းမှာပဲပျောက်ကွယ်သွားခဲ့ရပါတယ်ဒါဟာလူငယ်တွေကြားထဲမှာမချိနှက်မှုတွေကိုတွန်းအားပေးနေတဲ့အဓိကအကြောင်းရင်းတွေကတစ်ခုပါပဲဒါပေမဲ့ဒါဟာမြင်နေရတဲ့ပုံကံမှုရဲ့အရင်းအမြစ်အကြောင်းမဟုတ်ပါဘူး1949ခုနှစ်တရုတ်နိုင်ငံလွတ်လပ်ရေးရခဲ့တဲ့အချိန်မှာ 1949ခုနှစ်မှာတရုတ်နိုင်ငံဟာအလွန်ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်1990ခုနှစ်မှာဆင်းရဲမှုတုန်းဟာ66.300ခန့်လုံးအထိရောက်ရှိခဲ့ပြီးတိုင်းနဲ့ချီတဲ့လူဦးရေဟာအငတ်ဘေးကြောင့်တည်ဆုံးခဲ့ရပါတယ်အဲ့ဒီချိန်ကတဦးချင်း GDP ဟာဒေါ်လာ60သာရှိခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်1 90တွင်တရုတ်နိုင်ငံရဲ့လုံဆောင်မှုကမယုံနိုင်စရာအံ့ဖွယ်တစ်ခုပါပဲ2024ခုနှစ်ကိုအလှည့်မြန်ရောက်လာတဲ့အခါ တရုတ်နိုင်ငံရဲ့တဦးချင်း GDP ဟာ154စတိုးတက်လာပြီးဒေါ်လာ13,880အထိရောက်ရှိခဲ့ပါတယ်2029ခုနှစ်မှာတော့ဒီပမာဏဟာဒေါ်လာ18,500အထိရောက်ရှိလာဖို့မျှော်မှန်းထားပါတယ်တကယ်တော့တရုတ်နိုင်ငံဟာကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာခဲ့ပြီး GDP ဒေါ်လာ19.5 trillion ရှိပါတယ် IMF ကတော့2028ခုနှစ်မှာတရုတ်နိုင်ငံရဲ့ GDP ဟာ ဒေါ်လာ29.5ထရီလီယံအထိရောက်ရှိလာမယ်လို့ခန့်မှန်းထားပါတယ်။ဒါအပြင်စည်ရဲမှုနှုန်းဟာ1990ခုနှစ်က66.300ခိုင်နှုန်းကနေ2018ခုနှစ်မှာ3.300ခိုင်နှုန်းထိကျဆင်းသွားခဲ့ပြီး2020ပြည့်နှစ်မှာတော့တရုတ်နိုင်ငံကစည်ရဲမှုကို0ခိုင်နှုန်းအထိလုံးဝဖယ်ရှားခဲ့နိုင်တယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံကဒီလိုကြေညာခဲ့တာကိုအမေရိကဒါမှမဟုတ်ဥရောပတွေကမဟုတ်ပဲ တရုတ်နိုင်ငံရဲ့တက္ကသိုလ်တစ်ခုကကျွမ်းကျင်သူတဦးရဲ့သူ့တေသနာအရနိုင်ငံရဲ့လူဦးရေ65ရာခိုင်နှုန်းခန့်ဟာအလယ်လက်ဝင်ဝင်အဆင့်အောက်မှာရှိနေတယ်လို့ဖော်ပြထားပါတယ်။ဒါဆိုရင်လူဦးရေတန်း900ခန့်ဟာဝင်ဝင်နှဲပသွားနေထိုင်နေရတယ်လို့ဆိုလိုပါတယ်။ဒီပါမောက်ခရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရဝင်ဝင်နှဲတယ်ဆိုတာတစ်လမြင်ယွမ်3000ဒေါ်လာ412ဒေါ်လာခန့်အောက်သာရရှိတာကိုဆိုလိုပါတယ်။တကယ်တော့တရုတ်နိုင်ငံရဲ့ခေါင်းဆောင်ဟာလီဂျယ်ချန်ကတော့ လူဦးရေတန်း600ဆိုလိုတာကတရုတ်နိုင်ငံရဲ့လူဦးရေ40ရာခိုင်နှုန်းခန့်ဟာတလမှာရွှေတထောင်ဒေါ်လာ139ဒေါ်လာခန့်ဝင်းကျင်သာရရှိတယ်လို့ပြောခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်တရုတ်နိုင်ငံဟာဒီနှစ်ပေါင်းများစွာအတွင်းအောင်မြင်ခဲ့တဲ့အောင်မြင်မှုတွေဟာချီးကျူးထိုက်စရာပါပဲ။ခက်ခဲတဲ့နှစ်တွေအတွင်းမျိုးဆက်ဟောင်းတွေဟာအလွန်ကြိုးစားလုပ်ကိုင်ခဲ့ပြီးတရုတ်နိုင်ငံမှာအလုပ်ချိန်ရှည်ကြတဲ့ရင်ကျေးမှုတစ်ခုကိုဖန်တီးခဲ့ပါတယ်။ ဒါကြောင့်ဒီနေ့ထိတရုတ်လူမျိုးတွေဟာတရဝင်းမဟုတ်ပေမဲ့မနက်9:00နာရီကနေည9:00နာရီအထိတပတ်မှာ6ရက်အလုပ်လုပ်ကြပါတယ်။ဒါကိုတရုတ်နိုင်ငံမှာ996အလုပ်ရင်ကျေးမှုလို့ခေါ်ပါတယ်။ဒါဟာတပတ်မှာအလုပ်ချိန်82နာရီအထိဖြစ်ပါတယ်။နိုင်ရှင်ပြရမယ်ဆိုရင်အမေရိကမှာပြည်များလုပ်ချိန်ဟာတပတ်မှာ40နာရီပါ။တကယ်တော့တရုတ်နိုင်ငံရဲ့အလုပ်သမားဥပဒေအရစံပြအလုပ်တရက်ဟာ8နာရီရှိပြီးတပတ်မှာအများဆုံး44နာရီသာရှိပါတယ်။ ဒါပေမဲ့သူတို့ဟာစံပြထံ28နာရီလောက်ပိုလောက်ကင်နေကြပါတယ်။ဒီရဲ့အကြောင်းရင်းတစ်စိတ်တစ်ပိုင်းကတရုတ်နိုင်ငံရဲ့အလုပ်စည်းကွက်ထဲမှာပြင်းထန်တဲ့ပြိုင်ဆိုင်မှုပါ။ဒါပေမဲ့ဒီရင်ကျေးမှုဟာအလွန်ဆွဲမြဲနေပြီးတရုတ်ဝန်ထမ်းတို့ဟာည9နာရီမတိုင်ခင်အလုပ်ကထွက်သွားရင်ဖယ်ကျင်ခံရတယ်လို့ခံစားရတတ်ပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့လူငယ်မျိုးဆက်တွေငြင်းဆုံနေတဲ့အရာပါ။လူငယ်တွေဟာတခြားဖြစ်နိုင်ခြေတွေကိုမြင်ခဲ့ပြီး ုံမပြောင်းလဲပြင်လဲရှိတဲ့နေ့စဉ်ဘဝပုံစံကိုပုံနှိပ်တတ်ကြပါဗျ။ဒါပေမဲ့သူတို့မှာဒီလိုလုပ်ဖို့ရွေးချယ်စရာမရှိရင်ဘာဖြစ်မလဲ။တရက်ကို၁၂နာရီတပတ်မှာ၆ရက်အလုပ်လုပ်နေရတယ်လို့စိတ်ကူးကြည့်ပါ။တရုတ်လူမျိုးတွေလိုပဲညီငွေလာပြီးအလုပ်ကိုထွက်လို့မရတဲ့အခြေအနေမှာရှိနေပါဗျ။တကယ်တော့တရုတ်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့လီကျုံရဲ့ပြောပြချက်အရတရုတ်စီးပွားရေးလုပ်ငန်းတွေကအများပြားဟာဝန်ထမ်းတွေကိုတရက်ကို16နာရီ တပတ်မှာ6ရက်မှ9ရက်အထိအလုပ်လုပ်ခိုင်းနေကြပါတယ်။တင့်ရဲ့ကျန်းမာရေးနဲ့ဆက်ဆံရေးတွေပြက်စီးလာပြီးအချိန်မပေးနိုင်လို့ဖျို့ဖျဲဖြစ်နေတယ်လို့စိတ်ကူးကြည့်ပါ။ဒါပေမဲ့ဒါဟာတရုတ်လူငယ်အများစုရဲ့အခြေအနေပါပဲ။သူတို့တွေကအများစုဟာဒီအန္တရာယ်များတွေရင်ကျေးမှုကိုဆွတ်လွတ်ခြင်းရင်တောင်မဆွတ်လွတ်နိုင်ကြပါဘူး။အကြောင်းမျိုးမျိုးရှိပေမဲ့အဓိကအကြောင်းတစ်ခုကတော့တရုတ်နိုင်ငံကကမ္ဘာကိုဖုံးကွယ်ထားတဲ့အမှန်တရားပါ။ 2023ခုနှစ်မေလမှာလူငယ်လှုပ်လှမ်းမဲ့နှုန်းဟာ20တက်သမ800ခန်းနှုန်းနဲ့စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ဒါဟာရခိုင်လက20တက်သမ400ခန်းနှုန်းကနေမြင့်တက်လာတာပါ။2023ခုနှစ်ဩဂုတ်လမှာတရုတ်စိုးရဟာထိတ်လန့်စရာအချက်လက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအချက်လက်အရတရုတ်လူငယ်တွေရဲ့လှုပ်လှမ်းမဲ့နှုန်းဟာ21တက်သမ300ခန်းနှုန်းနဲ့စံချိန်တင်မြင့်တက်ခဲ့ပါတယ်။2024ခုနှစ်ဒီဇင်ဘာလမှာတော့စုစုပေါင်းအလုပ်လက်မဲ့နှုန်းဟာ9.1%ခန့်လုံးရှိနေပါတယ်။ ဒီကနန်းတွေကိုမြင်တဲ့အခါ CCP ဟာဒါဟာဆိုးရွားလို့နေလို့ယူဆပြီးဒီလိုဆိုးရွားတဲ့ကနန်းတွေကိုဖယ်ရှားဖို့ဆုံးဖြတ်ခဲ့ပါတယ်။တကယ်တော့သူတို့လုပ်ခဲ့ပါတယ်။ဘလို့လုပ်ခဲ့လဲဆိုတော့မြို့ပြလူငယ်အလုပ်လက်မဲ့နှုံးရဲ့အနာဂတ်ထုတ်ပြန်မှုတွေကို6လကြာရပ်ဆိုင်းလိုက်ခြင်းအဖြစ်ပါ။ဒါပေမဲ့တရုတ်နိုင်ငံကပြန်လည်ထုတ်ပြန်ခဲ့တဲ့အခါဒါဟာမယုံနိုင်စရာဖြစ်ရတဲ့ခုလို့ဖြစ်သွားခဲ့ပါတယ်။2023ခုနှစ်ဒီဇင်ဘာလမှာ 6လကြာပြီးနောက်နောက်ဆုံးကနန်းတွေကိုထုတ်ပြန်တဲ့အခါအလုံးလက်မဲ့နှုန်းဟာ14.9%ခန့်အထိတိတာသွားကျဆင်းသွားခဲ့ပါတယ်2024ခုနှစ်ဩဂုတ်လမှာ17.8%ခန့်အထိအထွတ်အထိပ်ရောက်ခဲ့ပြီးမြဲ2024ခုနှစ်မှာဒီဇင်ဘာလမှာ15.8%ခန့်အထိတည်ငြိမ်သွားခဲ့ပါတယ်2023ခုနှစ်ဒီဇင်ဘာလကစပြီးကျောင်းသားတွေကိုဖယ်ထုတ်တဲ့နီးစနစ်တစ်ခုကိုလက်ခံကျင့်သုံးခဲ့ပါတယ်။ဆိုလိုတာကဒီနီးစနစ်မှာ တက္ကသိုလ်ကျောင်းသားတွေကိုထည့်သွင်းမတွက်တော်မူဆိုတာပါ။ဒါကြောင့်တကယ်အလုပ်လက်မဲ့အခြေအနေဟာကနန်းတွေမှာပြထားတာထက်ပိုဆိုးရနိုင်ပါတယ်။တရုတ်နိုင်ငံဟာအလုပ်လက်မဲ့ပြဿနာနဲ့ပတ်သက်ပြီးအလွန်တတိထားလှုပ်ရှားခဲ့ပြီးဒီပြဿနာကိုဖုံးကွယ်ဖို့နီလန်းမျိုးစုံကိုအသုံးပြုခဲ့ပါတယ်။ဒါပေမဲ့ဒီပြဿနာဟာဘလောက်ထိအာယုံခံစားမှုရှိတဲ့ကိစ္စဖြစ်ခဲ့တယ်လဲဆိုရင်ဘသူမှဝေဖန်ခွင့်တော်မရှိတဲ့အဆင့်ထိပါပဲ။တကယ်တော့တရုတ်နိုင်ငံမှာဘယ်ကိစ္စမဆိုဝေဖန်ခွင့်မရှိတာမထူးဆန်းပေမဲ့ ဒီလှုပ်လက်မဲ့ပြဿနာဟာအတော်လေးစိတ်အနှောက်ယှက်ဖြစ်စရာပါ55နှစ်ရွယ်ချူဟုံဖုံးဆိုတဲ့သူဟာတရုတ်နိုင်ငံရဲ့နှေးကွေးလာတဲ့စီးပွားရေးနဲ့ခေါင်းဆောင်ရှီချင်းဖင်ရဲ့အုပ်ချုပ်မှုကိုမေးခွန်းထုတ်တဲ့မှတ်ချက်တွေပြုလုပ်ခဲ့ပါတယ်အန်ဩစရာကသူဟာဒီမှတ်ချက်တွေကိုလူအုပ်ကြီးရှေ့မှာပြောခဲ့တာမဟုတ်ပါဘူးဘသူမှဒီလိုရဲဝင်ပြီးပြောရင်မှမဟုတ်တာကသိတာပါပဲ။ဒါပေမဲ့သူဟာဒီမှတ်ချက်တွေကိုပုဂ္ဂလိကဝီချက်အဖွဲ့တစ်ခုထဲမှာပြောခဲ့တာပါ။ ဒါပေမဲ့2024ခုနှစ်ဧပြီလကတည်းကသူကပျောက်ဆုံးသွားခဲ့ပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့လွတ်လပ်စွာပြောဆိုခွင့်ရဲ့အခြေအနေပါပဲ။ပြီးတော့ချူဟုံဖုံဟာတာမန်လူလူဦးမဟုတ်ခဲ့ပါဘူး။သူဟာတရုတ်လူမှုသိပ္ပံအကယ်ဒမီ Chinese Academy of Social Science CASS လို့ခေါ်တဲ့အစိုးရသုတေသနအဖွဲ့တစ်ခုရဲ့စီးပွားရေး Institute မှာဒုတိယညွှန်ကြားရေးမှူးတစ်ဦးဖြစ်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့စိတ်ပြအားငယ်မှုအဆင့်ကိုနားလည်နိုင်ဖို့ ချူဟုံဖုံရဲ့အမည်ဟာ CASS website မှာမရှိတော့ဘူးဆိုတဲ့အချက်နဲ့သူ့ရဲ့အလုပ်နဲ့ဆက်ဆက်တဲ့ website တွေလည်းအင်တာနက်ပေါ်ကနေဖယ်ရှားခံလိုက်ရတယ်ဆိုတဲ့အချက်ကတတ်သိပြနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။